အနုပညာလောကမှာမအောင်မြင်မြင်စီးဝါရှာတောင်းလုံးသိန်းပေါင်း9000နဲ့အင်းကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ကောင်မြတ်ဆန်ဇလန်ရဲမင်းတော်ကျော်ကောင်မြတ်ဆန်ကတော့တရုတ်ဆောင်အိုက်တင်ပြပြခဲ့ပေမယ့်နုပညာလောကမှာထင်သလားအောင်မြင်မှုတွေများရှိခဲ့ပါဘူးသူအနေနဲ့ဘလောက်ပဲကြိုးစားနေပါစေဇလန်ရဲမင်းတော်ဆိုရင်အဆင့်ကနေမတက်ပဲရုပ်ရှင်စကားကြီးပေါ်မှာရိုက်ကူးဝင်မရခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်နုပညာလောကမှာမအောင်မြင်ရင်စီးဝါရေးဘက်ကိုတိတ်ချလုပ်ကြိုင်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တဲ့ကောင်မြတ်ဆန်ကအခုဆိုရင်တကယ်ကိုချမ်းသာတဲ့တတိယတယောက်ဖြစ်သွားခဲ့ပါပြီ သူရဲ့ထူးချွန်ထက်မြက်တဲ့အမျိုးမြင်နေတဲ့စီဝိုင်းလုံဆောင်တမှုတွေကြောင့်မြန်မာငွေကျပ်သိန်းပေါင်း9000ကျော်တန်းတိုင်ရင်ကြီးကိုတော့မှပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါလည်းမကသေးပါဘူး။သိန်းပေါင်း9000တန်ဖို့ရှိတယ်။လက်သိန်းအလှပြင်ဆိုင်ကြီးကိုလည်းဖွင့်လှစ်ထားနိုင်ခဲ့ပြီးတကယ်ကိုအောင်မြင်နေကြတာပါ။ဒေသဆောင်မင်းသားကောင်းမြတ်ဆန်ကဒီလိုမျိုးစီးပွားရေးလုပ်ငန်းတွေကိုအခြေခံလောက်ကင်ခဲ့တဲ့အချိန်မှာအရင်လိုဇလန်းတွဲတွေကိုလည်းမရိုက်ကိုရပါဘူးလူပညာလောကနဲ့ဆက်တယ်မပြောင်းတော့တကားနှကားလောက်ရိုက်နေပေမဲ့လည်းသူ့ကိုအပြင်းဝအောင်မြင်အောင်မလုံဆောင်ပေးနိုင်တဲ့အမှုပညာလောကတွေမှာ ်ချိန်လင်းအများကြီးအကုန်မခံတော့တာဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းတွေကိုပဲတိကျဥဆောင်ခဲ့ပြီးတော့အခုဆိုရင်မှန်တကယ်လည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်နေခဲ့ပါပြီ။ဒီလိုရခဲ့တဲ့ပတ်စံလေးနဲ့ပဲတိမ်ပေါင်း9000ကျော်တန်းတိုင်ရင်ဒီကိုစောင်းလုပ်နိုင်ခဲ့ပြီးတော့နောက်ထပ်စီးပွားရေးလုပ်ငန်းတွေကိုလည်းထပ်ပြီးတော့တိုးချဲ့လှုပ်ဆောင်နေခဲ့ရကြောင်းမင်းသားမင်းမီအချင်းချင်းကတော့ပြန်လည်အားကျနေခဲ့ရပြီပဲဖြစ်ပါတယ်။